ါခင်ဗျာမင်္ဂလာပါရှင်ဒီကနေ့နိုဝင်ဘာ26ရက်နေ့မှာထွက်ရှိတဲ့သတင်းစာတွေ Channel TV ထဲကပြည်ထောင်စုဝန်ကြီးတဲ့သတင်းတွေဖတ်ကြားပေးမယ့်အစီအစဉ်လေးတစ်ပိုင်းဖြစ်ပါတယ်ကျွန်တော်ကထွန်းထွန်းသိမ့်ပါကျွန်မကခင်းဖြူဆိုပါဟုတ်ကဲ့နှမဆုံးဒီ voice မှာပါတဲ့သတင်းတွေပို့ဖတ်ပြချင်ပါတယ်မန္တလေးကြောက်မြတ်ဆိုင်တွင်ကြောက်စိန်တို့မျိုးချသည့်19နှစ်သားကိုချက်ချင်းဖမ်းမိဆိုတဲ့သတင်းဖြစ်ပါတယ်မန္တလေးခရိုင်မဟာအောင်မြေမြို့နယ်မှာကြောက်မြတ်ရတနာဈေးအနီးမှာဖွင့်လှစ်ထားတဲ့ကြောက်ရောင်းဝယ်ဆိုင်ဆိုင်မှာတဲ့နိုဝင်ဘာ24ရက်နေ့နနက်10:00နာရီခန့်ကအယောင်းဝယ်ပြုလုပ်ရန်တင်ထားတဲ့ ကြက်သိန်း30တန်ကြောက်စိန်ကိုတဲ့အသက်16နှစ်ရဲ့အမျိုးသားတို့ကဝမ်းမိုက်ထဲမျိုးချခဲ့ရဆိုပြီးတော့မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကစုံစမ်းတရှိရပါတယ်ဆိုပြီးရေးထားတယ်။အဲ့ဒီလူငယ်ကတဲ့အယောင်းဝယ်ပြုတ်လို့ရတင်ထားတဲ့ဇပွဲပေါ်ကဘန်းတဲ့ကကြောက်စိန်တုံးကိုနိုင်ယူသွားတယ်ဆိုပြီးမတင်ကားလို့စစ်ဆေးရကနေတရှိခဲ့ခြင်းဖြစ်ပါတယ်တဲ့။ဒီအဲ့ဒီလူငယ်ကတဲ့ကြောက်စိန်တွေထဲကကြက်သိန်း30ခန့်တန်မိုးရှိတယ်တဲ့။ကြောက်စိန်တုံးကိုရော့နေတဲ့ဖြစ်မင်းမြန်ရအဲ့ဒီလူငယ်ကဝန်ခံပါတယ်တဲ့ကျွန်တော်ဒီကြောက်စိန်တုံးကိုမျိုးချလိုက်တာပါဆိုပြီးတော့ဝန်ခံခဲ့ပါတယ်တဲ့။ ပြီးတော့ကျွန်တော်တို့မန္တလေးကြောင်းမြေသံတာရောင်းဝယ်စခန်းပြန်ကြားရေးမှုကဘာပြောလဲဆိုတော့ကြောင်းပိုင်းထဲမှာခိုးမှုတွေတော့ဒီလဇာပိုင်းကဖြစ်တာတွေရှိတယ်။တချို့ကြတော့အမှုဖွင့်တယ်။တချို့ကြတော့လည်းလာပြောပြီးအမှုဖွင့်တာမျိုးမရှိဘူးဆိုပြီးတော့ပြောလာတယ်။ပြီးတော့အဲ့ဒီကြောက်စိန်ခိုးမှုနဲ့ပတ်သက်ပြီးတော့အသက်16နှစ်အရွယ်အမျိုးသားကိုတဲ့ဒီအမှတ်9နှစ်နေမြေရဲတပ်ဖွဲ့စခန်းကပ930နှစ်မြင်းဆောင်2014နဲ့အမှုဖွင့်လာတယ်ဆိုပြီးတော့ပြောကြတယ်။ဒါကတော့ကျွန်တော်တို့မန္တလေးကြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ထူးဆန်းတဲ့တဲ့တွေဘောပေါ့လေဒီစက်ကုန်းရဲ့အမျိုးသားကကြောက်စင်းတုံးမျိုးချလိုက်တော့ဖမ်းမိခဲ့တဲ့တဲ့ပါခင်ဗျဟုတ်တယ်ပါဒီမှာကဒီဒီနေ့ထုတ်ဒီ daily 11နဲ့မှာပါရဲပေါ့နော်ဒီရန်ကုန်မြို့အတွင်းညအချိန်တိုင်းဆက်ခဲ့အစီး20ကြော်နဲ့ပြိုင်ကားတစီအုပ်စုဖွဲ့မောင်းနေနေမှုကိုပိတ်ဆို့ဖမ်းဆီးခဲ့ရာပြိုင်ကားအဖမ်းမိဆိုတဲ့သတင်းဖတ်ပြကြပါမယ်ဒီရန်ကုန်မြို့အတွင်းညအချိန်တိုင်းဆက်ခဲ့နှစ်စီးအစီး20ကြော်နဲ့ ကန်ကားတစည်းတို့အုပ်စုဖွဲ့ကမောင်းနှင်နေမှုကိုနိုဝင်ဘာ25ရက်နေ့ညအုပ်ပိုင်းကပိတ်ဆို့ဖမ်းဆီးခဲ့ရာကန်ကားအားဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ရန်ကုန်မြို့တွင်ည9နာရီဝန်းကျင်မှာမော်ရယ်မြင့်ဆိုင်ကအစီး20ကျော်နဲ့ပြိုင်ကားတစည်း ကိုပိုင်ရင်နှစ်စည်းတို့သည်ဥချင်းမောင်လန်းကဘာအေးစီဒီလန်းဝီဇယနာလန်းမြောက်ဥကလာလန်းမကြီးနှင့်သူတမာလန်းကြီးတို့အားအုပ်စုဖွဲ့ကမောင်းနေနေမှုကိုပြည်သူတို့ကအရှိပိုင်းရဲတပ်ဖွဲ့ဝင်းယုံတို့သတင်းပေးခဲ့ရမှာရင်းအဖွဲ့ထဲမှပြန်ကားတစီကိုပိတ်ဆို့ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ။ ဒီအဆိုပါပိတ်ဆို့ဖမ်းဆီးရမိခဲ့တဲ့ပြိုင်ကားကအမှတ်3လမ်းမှကြီးမင်္ဂလာတုံမြို့နယ်နီလာယိုးမှ73စီဆိုင်ရှိ၌ဆက်ချိုရင်းပြီးရက်ခရမှအရှိပိုင်းခရိုင်ရဲတပ်ဖွဲ့မှုယုံမှခရိုင်မှုအပါဝင်ရဲတပ်ဖွဲ့ဝင်များကည09:45မိနစ်မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဒီမင်္ဂလာတုံမြို့နယ်ရဲစခန်းမှာမြို့နယ်ရဲမှုကတော့ကားကတော့ license ရှိပါတယ်ကားပေါ်မှာပါလာတာတော့2ယောက်ပါသူတို့ကားကဆက်ချိုရုံလို့ရက်တဲ့အချိန်မှာဖမ်းဆီးရရှိခဲ့တာပါ အရှိကဆိုင်ခဲ့အစီး20ကျော်ကိုတော့ဖန်စီရမီရဲ့2ယောက်ကနေတဆင့်ပြန်ခေါ်ခိုင်းထားပါတယ်။ဘာရည်ရွယ်ချက်နဲ့လောက်တာလဲတော့စစ်ဆေးနေတော့မှအခုဆိုင်ခဲ့အဖွဲ့တွေကတယောက်ကိုခေါ်ပြီးထောက်ကြံ့ရဲစခန်းအမှတ်၄နင်းမြေရဲကမှစစ်ဆေးနေတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်ပေါ့နော်။ဒီရင်းဆိုင်ခဲ့အဖွဲ့ကိုမျက်မြင်တွေ့ရှိသူတူကတော့ဒီအဖွဲ့ကိုမြကျွမ်းသာကောင်မှတွေ့ရှိခဲ့တာပါ။ဒီစိုက်ကအကြီး20လောက်နဲ့ပြိုင်ကားတွေလည်းပါပါတယ်။နောက်ပြီးဓာတ်ပုံတွေရိုက်နေကြတယ်။တိတ်မကြဘူးပြန်မောင်းထွက်သွားပါတယ်။ ဒီ Rolling Stone ရန်ကုန် group ဆိုတဲ့စာရန်ပါတယ်ဂျာကင်စင်တူတွေကိုဝစ်စင်ထားတာတော့တွေ့ရတယ်ဆိုပြီးတော့ပြောကြားခဲ့ပါတယ်။ဖန်စီရမရဲ့ပြိုင်ကားကိုထောက်ချက်အမှတ်လေးနေမြေရဲကင်း၌ယာယီထိမ့်သိမ့်ထားပြီးကားပေါ်ပါသူနှစ်ဦးကတော့တာဝန်မျိုးနယ်မှာနေထိုင်သူများဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ဟုတ်ကဲ့။ဒါတော့ကျွန်တော်တို့ညဘက်တွေမှာရန်ကုန်မြို့မှာပေါ့လေဒီဆိုင်ကယ်အုပ်စုတွေအပြင်ဒီပြိုင်ကားအုပ်စုတွေကဒီ မောင်းနေနေတာကိုရတပ်ဖွဲ့ကဖမ်းဆီးရမိနေတဲ့တင်းပေါ့လေဒီအဲ့ဒီအဖွဲ့က rolling stone ပေါ့လေကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရန်ကုန်မြို့မှာ scorpion ဆိုတဲ့ gain တစ်ခုပေါ်ပေါက်ခဲ့ဘူးပေါ့လေအဲ့ဒီလိုပဲအခု rolling stone လို့အဖွဲ့မျိုးတွေပေါ့လေညဘက်မှာပေါ်ပေါက်နေပြီဆိုပြီးရေးထားတဲ့တင်းမှာโอเคပါကျွန်တော်ကတော့ဒီ missy မှာပါတဲ့တင်းတစ်ပုတ်ဖတ်ပြချင်ပါတယ်လမ်းပိတ်ဆို့မှုတွေနဲ့ရင်ထင်းလက်ယူမှုတွေကိုအချိန်မီတိုင်ကြားနိုင်ပြီဆိုတဲ့တင်းမှာရင်ထင်းရဲတွေလက်ယူဒီကိစ္စတွေနဲ့မြို့တွင်းလမ်းပိတ်ဆို့မှုတွေကိုတိုင်ကြားနိုင်ရေးအတွက်တဲ့မန္တလေးတိုင်းရင်ထင်းတပ်ဖွဲ့က 24နာရီဟော့လိုင်းဖွင့်လှစ်ပေးပြီဖြစ်ကြောင်းရင်သိမ်းသူရဲတပ်ဖွဲ့မှပြောတည်ဆိုတဲ့သတင်းပါခင်ဗျနိုဝင်ဘာ24ရက်နေ့မှာတဲ့မန္တလေးမြို့မှာကျင်းပခဲ့တဲ့မြို့တွင်းရင်ကျော်ရှုပ်ထွေးမှုဖြည့်ရှင်းရေးနဲ့အနာဂတ်မြို့တွင်းတည်ယူပို့ဆောင်ရေးစနစ်အတွက်ညှိနှိုင်းအစည်းအဝေးမှာပြောခဲ့တယ်ပါလဲဆိုပြီးကြေးတာပါတယ်အဲ့ဒီဟော့လိုင်းဖုန်းနံပါတ်တွေ့ကိုတော့တဲ့မန္တလေးတိုင်းအတွင်းမှာရှိတဲ့မြို့နယ်အလိုက်ဖွင့်လှစ်ပေးဖို့စီစဉ်သွားမယ်ဆိုပြီးတော့လေပြောရပါတယ်ဆိုပြီးကြေးတာပါတယ်ခင်ဗျဒီမန္တလေးမြို့မှာတဲ့ရင်စည်းရေ၈သိန်းတော်ရှိပြီးတော့တဲ့မော်တော်ဆိုင်ကယ်အစည်းအဝေးက 6သိန်းကပါဝင်နေပါတယ်တဲ့အဲ့ဒီလိုရင်စီးရေများလာတာနဲ့အများတဲ့စီကန်လိုက်နိုင်မှုအပိုင်းမှာအားနဲ့လာနေဆိုပြီးတော့ရန်ကုန်မြို့တော်စီမံသားရဲကော်မတီတာဝန်ရှိတဲ့သူကလည်းပြောပါတယ်တဲ့အဲ့ဒီလိုဥပဒေအရအရေးယူခြင်းတွေကိုတဲ့ရင်သိမ်းရေးတပ်ဖွဲ့တွေကမကတက်ဆိုင်ရာဌာနတွေကပါပူးပေါင်းဆောင်ရွက်နေပေမဲ့လည်းတဲ့တေချာစွာဖမ်းဆီးစစ်ဆေးမှုမရှိတာကြောင့်တဲ့ဒီတိတိယောက်ငယ်နေနိုင်နေမရှိသေးပါဘူးဆိုပြီးတော့လည်းပြောတာလေဒါကတော့မန္တလေးမြို့မှာအခုလက်ရှိဆိုင်ကယ်တွေအများကြီးလာတယ်ပေါ့လေအဲ့လိုနိုင်မိတ်ဆုံမှုတွေ ပြုလုပ်တယ်တကယ်တော့တတိယအရင်းမြူတဲ့ရင်းနှင်းရဲတွေကိုအချိန်မီတိုင်စားနိုင်တဲ့ hotline ဖုန်းတွေထားပေးမယ်ဆိုတဲ့တင်မှာခင်ဗျဟုတ်ကဲ့ပါရှင်အခုမှကဒီနောက်တစ်ပုတ်အနေနဲ့ဒီစံတော်ချိန်နေ့စဉ်မှာပါတယ်ပေါ့နော်ဒီအစင်းမတိုင်သူတိုင်းထောင်ချပါကတနိုင်ငံလုံးနေပါထောင်ချစရာဖြစ်ရဲကြီးဥပဒေအားမူလတည်စေဥပဒေတိုင်းသာထားရှိရန်ဆုံးဖြတ်ဆိုတဲ့တဲ့ရင်လေးဖတ်ပြခြင်းပါတယ်။ ဟုတ်ကဲ့ရှင်ဒီအင်ဇင်မတိုင်သူတိုင်းကိုထောင်ချမည်ဆိုပါကတနိုင်ငံလုံးနှိပါထောင်ကျစရာဖြစ်နေပြီးယင်းကိစ္စသည်အုပ်ချုပ်ရေးရန်နီယာကိုလွဲကူအောင်လှုပ်ဆောင်နေခြင်းသာဖြစ်ကြောင်းမြူသားလွှတ်တော်ကိုယ်စားလှယ်ဦးစုံလှိန်ထန်းကနိုဝင်ဘာ24ရက်မှာဝေဖန်သုံးသပ်ခဲ့ပါတယ်တဲ့ဒီ ပထမအကြိမ်အမျိုးသားလွှတ်တော်၁၇ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာအမျိုးသားလွှတ်တော်ဥပဒေချမ်းကော်မတီကတင်သွင်းသည့်ရက်ကွက်သို့မဟုတ်ကြေးရွာအုပ်ချုပ်ရေးဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေချမ်းတွင်ပါဝင်သည့်အဲစင်းတိုင်နာရမည်ဆိုသည့်အချက်နှင့်ပတ်သက်ပြီးတရင်တော်များကမေးမြန်းတာကိုရင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်တဲ့။ ဒီအစိုးရဥပဒေကြမ်းကိုမြို့သားလွှတ်တော်ကော်မတီရဲ့အစည်းအဝေးခန္ဓာတင်ပြချက်အရရင်းဥပဒေကြမ်းအပေါ်မှာအတူပြုဆောင်ရွက်ခြင်းမပြုမပြုပဲမူလတည်ဆဲဥပဒေအတိုင်းသာဆက်လက်တားရှိရန်လွှတ်တော်ရင်းမဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ148မဲကန့်ကွက်မဲ78မဲနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီအဇင်းတိုင်တဲ့ကိစ္စကဘာလဲဆိုတော့အဇင်းတိုင်မှု24နာရီလုံးရုံးဖွင့်တာလည်းမဟုတ်ပါဘူးတရက်မှတနင်္ဂနွေနှစ်နာရီလောက်ပဲဖွင့်တာပါကျွန်တော်တို့က24နာရီခရီးသွားနေတာကိုကမတိုင်ဘူးဆိုရင်အလိုလိုနေရင်ပြစ်မှုကျူးလွန်သူဖြစ်နေပါမယ်အင်ရှင်ကလည်းပြစ်မှုကျူးလွန်သူဖြစ်တယ်ဆိုပြီးတော့ဥဆုံးလှေထန်းကပြောပြောချခဲ့ပါတယ်တဲ့ရင်းအဇင်းတိုင်ကြရန်ကိစ္စသည်အဓိကမြေသူကိုအကျိုးပြုသည်နည်းဟုပြောပါကလည်းဒီ ုပ်ချုပ်ရေးရန်နီယာကိုလွဲကူအောင်လှုံ့ဆော်ခြင်းသာဖြစ်ကြောင်းပြည်သူကိုအလေးထားသည်ဆိုပါကဖြတ်သိမ်းတင်ကြောင်း၎င်းကဆက်လက်ပြောဆိုခဲ့ပါတယ်တဲ့အုပ်ချုပ်ရေးတွေကိုစိုင်းအိမ်ကောင်းတွေကရွေးတယ်ဆိုတာကလည်းအခြေခံဥပဒေနဲ့တိတ်မကိုက်နေဘူးလို့တော့ကျွန်တော်ကယူဆတယ်။ဘာဖြစ်လို့လဲဆိုတော့အခြေခံဥပဒေမှာရက်ကွက်အုပ်ချုပ်ရေးမှုဒါမှမဟုတ်အုပ်စုအုပ်ချုပ်ရေးမှုကိုရွေးချယ်တဲ့အခါမှာရက်ကွက်ကကြီးညိုလေးစားပြီးအကျင့်သမားကြီးကောင်းနေဆိုတဲ့သူကိုသာခန့်အပ်ရမယ်လို့ပြောတယ်။ရက်ကွက်ကကြီးညိုလေးစားရဲဆိုတာကိုဘယ်လိုပြရနဲ့တိုင်းမလဲဆိုပြီးတော့၎င်းက ဝေဖန်သုံးသပ်ခဲ့ပါတယ်တဲ့ဒီမဲပေးပိုင်ခွင့်ရှိတဲ့အ ਨੇ ဆုံးတိန်အောင်တယောက်ဒါမှမဟုတ်16နှစ်ပြည့်ပြီးသူတိုင်းရွေးချယ်မှရက်ကွက်ကကြီးညိုလေးစားတဲ့သူလို့သတ်မှတ်ရမယ်လို့ထင်ထင်ပါတယ်ဒီစိတ်အိမ်မှုများကလည်းကြီးညိုလေးစားပြီးလို့ဖော်ပြထားခြင်းမရှိတဲ့အတွက်ဖြစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းရက်ရွာကဖော်ပြထားသည့်အတွက်ရက်ရွာအလုံးပေါဝင်တည်နေတာကြောင့်ပြင်ဆင်တည်နေလို့၎င်းကဝေဖန်သုံးသပ်ခဲ့ပါတယ်တဲ့ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒီဟုတ်အဲဆင်တိုင်းနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ဒီ အစင်မစစ်တဲ့လူတွေကလိုက်ဖမ်းနေမှာဆိုရင်တနိုင်ငံလုံးထောင်ကျဖို့ရှိတယ်ဆိုတဲ့တင်းပေါ့လေအဲတော့ကျွန်တော်တို့ဒီနိုင်ငံတကာမှာမရှိတဲ့စနစ်တစ်ခုကျွန်တော်နိုင်ငံမှာအကျိုးဆွဲနေတာပေါ့အစင်စစ်တာပေါ့လေအဲလိုပဲရက်ွက်အုပ်ချုပ်ရေးမှုတွေရွေးချယ်နေရမှာလဲဒီကျွန်တော်တို့ပြည်သူတွေအနေနဲ့မန်ကန်စာရွေးချယ်တင်းနေပေါ့လေဒီမီဒီဆိုင်ရာမရွေးချယ်တင်းနေဆိုတဲ့တင်းတပုတ်ဖြစ်ပါတယ်ခင်ဗျဟုတ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီတင်းလေးနဲ့ပဲနေ့စဉ်ထွက်ရှိတဲ့တင်းစာတွေဂျာနယ်တွေထဲက ကောင်းလို့ရတဲ့တင်းတွေကောင်းလို့ဖတ်ကြပေးတဲ့အစီအစဉ်ဒုတိယပိုင်းပြီးဆုံးပါပြီ DVB ကိုကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင်